န်းကြဒီနှစ်ခုကိုလူတွေကတွဲတွဲမြင်တတ်ကြလို့ပါတကယ်တမ်းမှာ Nobel ညင်းချင်းဆုဆိုတာဟာစုတစ်ခုတတ်တတ်မဟုတ်ဘဲနဲ့သဘောထားထုတ်ပြန်ချက်တစ်ခုဖြစ်ပါတယ်ဒါဟာကဘာကြီးရဲ့အရေးကြီးဆုံးစိန်ခေါ်မှုတွေနဲ့အဲ့ဒါတွေကိုဖြည့်ရှင်းမှုအကောင်းဆုံးနည်းလမ်းတွေအပေါ်မှာ Nobel Comedy ရဲ့ရှုမြင်ပုံကိုထင်ရစေပါတယ်သူတို့ဟာဒီရေကိုစံတက်ရုံးကန်နေရတဲ့လူသားချင်းစာနာမှုအဖွဲ့တွေရဲ့ကွင်းစင်လှုပ်ဆောင်မှုတွေကိုစုချီးမြှင့်မလားစစ်မြေပြင်ကသတင်းပို့နေတဲ့သတင်းသမားတွေရဲ့ရဲစွမ်းတက်တီကိုဂုံပြုမလား လူသိမ့်မသိပေမဲ့ငင်းငယ်ရဲ့အတွက်အာထုတ်ကြိုးပန်းအနစ်နာခံနေတဲ့လူပုဂ္ဂိုလ်တဦးတယောက်ကိုအတိမတ်ပြုတ်ပေးမလားဒါမှမဟုတ်노ဝဲစု124နှစ်တမိုင်းတစ်လျှောက်မှာအငင်းပွားစရာအကောင်းဆုံးရွေးချယ်မှုအဖြစ်ပေးယူလို့ညှိနှိုင်းသဘောတူညီရမှာအပြောင်မြောက်ဆုံးသူ ultimate deal maker လို့ကိုကိုကိုသတ်မှတ်ထားတဲ့ American သမ္မတ Donald Trump ကိုပဲဒီစုကိုပေးရမလားဆိုတာတော့အော်တိုဘားလ10ရင်းနေမှာအဖြေသိရတော့မှာဖြစ်ပါတယ်ခင်ဗျာဒီပိဋကတ်တွေအနေနဲ့လဲ Trump ရသည်မရသည်ဆိုတာနဲ့ဘသူရသည်တယ်လဲဆိုတာထင်မြင်ချက်ပြီးမှတ်ချက်ပေးခဲ့နိုင်ပါတယ်ခင်ဗျာလှုပ်လှရှားရှားကဘာသလားစီစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်ပါ kind of person and the fake news treats me much differently than they treat other people Obama got a Nobel Peace Prize and he didn't even do he said why did I get it he had no idea it was immediate as soon as he walked into office practically he didn't do anything ာမနဲ့ခင်ပါရှင်ကျမကတော့ချေချိုဆက်မှာ DPPO မြေတကြားရဲ့မနက်ရှင်နိုင်တဲ့တွင်တွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကပတဲ့တွင်နေနဲ့တူအားကစားတွင်တွေကိုလည်းရှုစားကြရမှာပါရှင်ရှမ်းပြည်နယ်မြောက်ပိုင်းဒီပေါ်မြို့ကိုစစ်ကောင်စီတပ်တွေပြလဲထိတ်ချုပ်ပြီးနောက်အော်တိုဘာလ16ရက်ကစပြီးလာရှိုးဒီပေါ်မန္တလေးလက်မကြီးကို ပြလဲသွာလာလို့ရပြီလို့ဒေသခံရဲ့ရင်မောင်းတွေစီကသိရပါဗျာ အော်တိုဘလာ၁၉ရက်မှာမန္တလေးလာရှိုပြည်တော်စုလမ်းမကြီးပေါ်ကားကြီးကားငယ်တွေအစဉ်ပြေစွာဖြတ်တန်းနေကြတယ်လို့ဆိုပါရယ်။ဒီပေါ်နဲ့ကြောက်မဲ့ကြားလမ်းပိုက်တချို့နေရာတွေမှာပြက်စီနေတာတွေ့ရပြီးတချို့လမ်းပိုက်မှာကားသီးတွေလောက်ပဲသွာလာလို့ရနိုင်ပေမဲ့ပြက်လက်ခိုင်တာမျိုးတော့မတွေ့ရသေးဘူးလို့ဆိုပါရယ်။မန္တလေးလာရှိုလမ်းမကြီးကနေ၁၆ပေကုန်စည်ကားတွေကိုဆန့်လွှတ်နေပြီးအော်တိုဘလာ၁၉ရက်မနက်၁၀နာရီလောက်မှာ တီပိုးကိုကျော်သွားနိုင်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ17ရက်ကထရနယ်လေနဲ့ပူပေါင်းတပ်ဖွဲ့ကတိမ့်ပိုက်ထိန်းချုပ်ခဲ့တဲ့တီပိုးမျိုးကိုတနှစ်ကျော်အကြာအောက်တိုဘာလ16ရက်နေ့ပိုင်းမှာစစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်ရှင်။ NCA စာချုပ်ကိုပြည်လဲပြစ်စင်မှုမလုပ်ဘူးဆိုရင်တော့ကြံနေသေးတဲ့တိုင်းသားအဖွဲ့တွေမပါလာနိုင်သလိုရွက်ောက်ပွဲအပြီးတက်လာမဲ့အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစီအပေါ်မှာလဲမူတည်နေတယ်လို့နိုင်ငံအသားဝိုင်းကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်တနင်္ဂနွေပြုတ်ခဲ့တဲ့ခံမှုရဲ့စေသဘောသူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ငြိမ်းချမ်းသောမြမအနာဂတ်တည်ဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲကနေနိုင်ငံရေးကဏ္ဍအတွက်အကြံပြုချက်48ချက်နဲ့ စီးပွားရေးကဏ္ဍအတွက်အကြံပြုချက်53ချက်ရရှိခဲ့တယ်လို့ထုတ်ပြန်ပေမယ့်အဲ့ဒီအချက်တွေဟာတိုင်းသားတော်လှန်ရေးအဖွဲ့တွေလူချင်းနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့အနာဂတ်ဖက်ဒရယ်ပြည်တော်စုတည်ဆောက်ရေးအတွက်အရေးပါတဲ့အချက်တွေမဟုတ်ဘူးလို့နိုင်ငံရေးအတိုင်းဝန်ကပြောပါတယ်အနာသိစစ်ကောင်စီဟာနိုင်ငံတကာကနေအနာသိစစ်တပ်ကိုတိမှတ်ပြုထောက်ခံနိုင်မဲ့ဆွေးနွေးပွဲတွေတွစ်ဆုံဆွေးနွေးမှုမျိုးတွေကိုလှောက်ဆောင်နေပေမဲ့ SCA စာချုပ်အပေါ်မှာအခြေခံပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်မယ်ဆိုရင်တုတ်တက်မှုရှိလာမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။နောက်လာမယ့်အစိုးရအဲ့ဥမာငြိမ်းချမ်းရေးအပေါ်မှာသူတို့ဆက်မတဲ့အဖော်ထားလို့လေစောင့်ကြည့်ဖို့လိုဦးမယ်လို့မြင်တယ်။ NCA စာချုပ်တခုတည်းနေနဲ့ဟိုရှင်းကဲပုံနဲ့လေဟိုပြပြစုံနဲ့ငြိမ်းချမ်းရေးမော်ဒယ်လကဟိုဖြစ်ဦးမယ်လကမမြင်တူပြည်ကြဲဆက်နှစ်ပြည့်နှစ်ပလည်နေ့မှာဆွေးနွေးခဲ့တဲ့အလို့ယုံဆွေးနွေးပွဲမှာ ် SCA စာချုပ်ရဲ့အားနည်းချက်အတားချက်တွေအပေါ်မှာဆွေးနွေးခဲ့ကြပြီမဲ့အဲ့ဒီစာချုပ်ဟာတိုင်းသားတော်လှန်ရေးအဖွဲ့ဒီဘက်ကအစိုးပြုလာခဲ့တဲ့အချက်တွေပေါ်မှာအခြေခံပြီးရေးဆွဲခဲ့တာဖြစ်လို့အဲ့ဒီစာချုပ်ကိုအခြေခံပြီးရွေးကောက်ပွဲအလွန်မှာပေါ်ပေါက်လာခဲ့မဲ့အစိုးရကငញ្ញိုင်းလုပ်ငန်းစဉ်တွေကိုဆက်လက်အကောင့်ထဲပေါ်ရောက်မှာဖြစ်တယ်လို့လည်းအဲ့ဒီဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါက်တာအောင်မျိုးကပြောပါတယ်အဓိကကြီးလေဆွေးနွေးခဲ့တာတွေကတော့နောက်လာမယ့်အစိုးရအတွက်ကျွန်တော်တို့ ဟိုအဓိကတော့နိုင်ငံရေးရောစီးပွားရေးရောနှစ်မျိုးနှစ်မျိုးပါပဲเนาะဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့ဥစ္စာတွေအဓိကပါပဲနောက်ဆုံးကတော့ဘယ်လိုလာမလဲဆိုတာဆိုတာကတော့ဟိုအန်စီဖြစ်နေတာပဲဟိုဟိုတက်မတော်ဘက်ကသဘောထားကတော့ဒီ NCO ကိုသူကခံရမှာမရက်တီးပေးချတာပေါ့နော်အဲ့ဒီအနေထားကိုပဲ NCO ပဲကျွန်တော်ကအကောင်းဆုံးလို့ပဲအားလုံးအယူဆထားကြတာလေအဲ့ဒီဘက်မှာပဲကျွန်တော်ကအချိန်ဒီဘက်မှာပဲကျွန်တော်ကောင်းမွန်ဆက်လက်ပြီးတော့တိဆောက်သွားမယ်လို့သူကအားလုံးက စဉ်းစားကြတာပေါ့နော်တနင်္ဂနွေပြုတ်ခတ်တက်ခတ်မှုရဲ့စေတဘောသူစာချုပ် NCA ဟာစစ်တပ်ကနိုင်ငံတော်အာဏာကိုတင်းယူလိုက်တာကြောင့်ပြည့်ပြည့်သွားပြီလို့လက်မှတ်ရေးထိုးခဲ့တဲ့ကရင်မျိုးသားစီယုံခရမ်းမြူချင်းမျိုးသားတအူ CNF ကျောင်းသားတက်မတော် ABSDF နဲ့ပုံမျိုးသားလက်မှတ်ရေးဖွဲ့ချုပ် PNL အလို့အဖွဲ့တွေကထုတ်ပြန်ထားပါတယ်အာဏာသိမ်းစစ်တပ်နဲ့ငញ្ញိုင်းလုပ်ငန်းစဉ်တွေကိုဆက်လက်ဆွေးနွေးနေတဲ့ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSSSA ကလည်း စစ်တပ်ကနိုင်ငံတော်အာဏာကိုတင်ယူခဲ့တာကြောင့်ညဉ့်ဉိုင်းလုပ်ငန်းစဉ်တွေရပ်တန့်သွားခဲ့တာလို့ပြောဆိုသလိုတုံးပွင်းဆိုင်ဆွေးနွေးပွဲ ပြုလုပ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာမန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းကြောက်ဖားရွာနီးကိုစစ်ကောင်စီတပ်ကအောက်တိုဘာလ19ရက်နေ့လယ်2နာရီဝန်းကျင်မှာ Jet Fighter နဲ့ပုံကျဲခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျာ မိုးကုတ်မြို့အနောက်ပိုင်းကြောက်ဖာရွာအနီးကြက်ချံမှာဘုံနှလုံးကြောက်ရောက်ပောက်ွယ်ခဲ့ပြီးလူအထိခိုက်မရှိဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့လာကျဲသွားတာဖြစ်ပြီးလူထိခိုက်တာမရှိဘူးလို့မိုးကုံမြို့ကန်ကပြောပါရယ်စစ်ကောင်စီတပ်ကထရနယ်လေးထိချုပ်ထားတဲ့မြို့တွေကိုအော်တိုဘားလာတရက်ကနေအော်တိုဘားလာ၁၆ရက်အထိလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၄၂ယောက်သေဆုံးခဲ့တယ်လို့သိရပါရယ်ရှင် အနာသိစစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မခံဆန့်ကျင်ကြောင်းစကိုင်းတိုင်းရေမပင်မြို့နယ်မာလန်းရှောက်ချီတက်ဆနာပြပွဲပြုလုပ်ခဲ့ကြပါတယ်။မောက်တုတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရင်းမပင်မြို့နယ်မြောက်ချမ်းမှာနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကဥဆောင်ပြီးလမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ မ်ဘာစစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကွက်ရွေးကောက်ပွဲကိုကျွန်တော်တို့ပြည်သူတရားလုံးကလက်မခံဘူးဆိုတာကိုကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့သဘောထားဆန္ဒအမှန်ကိုလမ်းပေါ်ဒီမှာတက်ပြီးတော့အဲပြသရခြင်း ဖြစ်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်မြို့တော်ရင်ကြီးအစိုးရဒုစရဒုစရ တပြိုင်နက်တည်းမှာပဲသတင်းကျိုးလပြညက6ဦးမြို့နယ်ဘုံတိုရွာမှာစီမီးတစ်ပိတ်ကိုဘုံကျဲချခဲ့လို့တေဆုံးခဲ့ရသူတွေအတွက်အနက်ရောင်ကမ်ပိန်းကိုလည်းတပြိုင်တည်းပြုလုပ်ခဲ့ကြတာပါဟုတ်ကဲ့ပါယခုလိုအနေအရောင်ကံပေးပြုလို့ရခြင်းရွေချက်ကတော့6ဦးမျိုးနဲ့ဘုံတို့ကျေးရွာမှာတည်င်းကျွေးလာပြင်းညမှာစင်မီတစ်ပိတ်ပြုလို့စင်မှာ

လိုမျိုးနိုင်ရံကံပေးပြုလုပ်ရတဲ့ရွယ်ချက်ကတော့6ရက်နေ့တရင်ကျွလာခြင်းနေ့ကချောင်းဦးမြို့နယ်ဘုံတို့ကျေးရွာမှာစင်မင်းတပိတ်ပြုလုပ်နေတဲ့ပြည်သူလူထုများပေါ်တို့စစ်ကောင်စီလေချောင်းရံကြောင့်အပြင်းမဲ့စွာကြာရှုံးသွားခဲ့ရတော့ရဲဘော်များနဲ့ပြည်သူပေါင်းတို့တွေဝန်ထဲချင်းကမ်ပိန်းလေးပြုလုပ်ခြင်းဖြစ်ပါတယ်။ဆုံးတိုက်မယ်နိုင်အောင်တိုက်မယ်ဆုံးတက်တိုက်ပွဲ 你一家的，你得来。No sin rani, te lo mesi, mo mo, ya ya, ayami, ayami, amo ayami. စကိုင်းတိုင်းတွင်ကမြို့နယ်တွေတော်တော်များများမှာအခုလိုပဲအာနာသိစစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မခံဆန့်ကျင်ကြောင်းဆန္ဒပြပွဲတွေကို နေ့စဉ်လိုလိုပြုလုပ်နေကြပါရယ်ခင်ဗျာကျွန်တော်မောင်ဒူးပါဒေါ်ဒံဒေါ်ဒံဒေါ် စီတင်မာနေတဲ့ထိုင်းမြန်မာနယ်ဇက်ကုတ်သွေးလမ်းမိုင်းမှာပြီးခရက်ကုလားကျော်အတွင်းထိတွေ့တိုက်ပွဲအချိန်မများစွာဖြစ်ခဲ့ပြီးစစ်တပ်ဘက်ကတရာကျော်တေဆုံးကတော်လိုင်းပူပေါင်းတပ်တွေဘက်က20ကျော်ကြဆုံခဲ့တယ်လို့သိရပါတယ်။ပြီးခရက်စက်တင်ဘာလကနေအောက်တိုဘာလပထမအပတ်တွင်တိုက်ပွဲပေါင်း30လောက်ဖြစ်ခဲ့ပြီးစစ်ကောင်စီကနေ့တိုင်းနေပါလေကျောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ကော်တူးလေတပ်မတော် KTLA ထစ်ဆဲမဲရွာတက်ရင်ရဲ့တာဝန်ခံတယောက်ကပြောပါတယ်။နေဆက်ကုတ်သွေးရေးလမ်းမိုက်ပေါ်ကရှေ့တဲ့ဆင်မနာပြင်ဖြစ်တဲ့သိခိုးတေသမှာတပ်ပွဲတွေဖြစ်နေတာဆယ်လကြာရှိလာပြီးတပ်ပွဲတွေအတွင်တွန်လိုက်ပူပေါင်းတပ်တွေဘက်ကကြဆုံသူ25ယောက်လောက်စစ်ကောင်စီဘက်ကသေဆုံးသူ100ကျော်ရှိတယ်လို့ပြည်ပင်ငားရရှိတဲ့ချက်လက်တွေအရသိရတယ်လို့သူကဆက်ပြောပါတယ်။ ပြီးခရက်နှစ်ဒီဇင်ဘာလ16ရက်နေ့မှာဒနေတရီမိုးရောင်လမ်းပိုင်းကတိမ်ခိုးကြေးရွာဘက်မှာစစ်ကောင်စီကအင်အား300ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာပြီးနောက်တွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲစတင်ဖြစ်လာခဲ့တာပါရှင်။ Academy မင်းမော်ကိုဥဆောင်ပါဝင်ထားတဲ့ပြပြိုးလေးရုပ်ရှင်ပြပွဲကို Maryland ပြည်နယ်မှာပြသခဲ့ပါတယ်ဒီသတင်းကိုသုတချန်သာပြပို့ထားပါတယ်ရှင် ဒါရိုက်တာကိုပေါ့စီစဉ်ရဲ့ဂူဘီအကယ်ဒမီမင်းမော့ကိုဦးဆောင်ပါဝင်ထားတဲ့ပြည်မျိုးလေးရုပ်ရှင်ပြပွဲကိုဒေသဆန်တော်ချိန်အောက်တိုဘာ16ရက်နေ့မိုးလွယ်ပိုင်းကအမေရိကန်ပြည်တော်စုမေရီလန်းပြည်နယ်မှာကျင်းပခဲ့တာပါရုပ်ရှင်ပြပွဲနဲ့အတူရမုံငွေဈေးအောင်ပွဲလည်းပြုလုပ်ခဲ့ပြီးရလာတဲ့ရမုံငွေအားလုံးကိုတော်လှန်ရေးအတွက်လှူဒါန်းတော့မယ်လို့မေရီလန်းပွဲစီစဉ်သူကပြောပါတယ် ကျွန်တော်ကိုပေါ့ကိုပဲကျွန်တော်တို့ကမ်းလှမ်းတယ်ကျွန်တော်မေဂီလန်မှာပြည်မျိုးလူရရှိမှုပြပေးမယ်ဒီဘက်ကရှိတဲ့ညီကောင်မတွေရဲ့ဇန်နာကတော့အချိန်လေးကျွန်တော်လူအင်အားတွေစိုက်ထုတ်မယ်ငွေအင်အားစိုက်ထုတ်မယ်ရရှိလာတဲ့အကျိုးများအားလုံးအားလည်းပြည်မျိုးလူရရှိမှုဝယ်သွားမယ်ကိုပေါ့ကလည်းပြောတယ်90ရာခိုင်နှုန်းကကျန်းမာရေးအတွက်စီပေးရှောင်ကျန်းမာရေးအတွက်နောက်90ရာခိုင်နှုန်းကမြေပြင်ကိုသွားမယ်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်တဲ့ဘက်နဲ့အချိန်လေးပေးတယ်ကျွန်တော်လူအင်အားတွေပေးတယ်သူအဲ့ဘောလေးပြင်အောင်ကျွန်တော်လုပ်ခဲ့ပါတယ် ပြည်ပမှာရှိတဲ့ကျွန်တော်ညီကိုမောင်နှမတွေအားလုံးကတော့တတူတဲ့သသားတွေပါပဲဓမ္မဘက်ကရက်တည်ပြီးဒီຫນွေဦးတွန်လိုင်းရဲ့အောင်မြင်တဲ့အထိတိုက်ပွဲဝင်သွားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြားနေရတာဝင်နေထမ်းဆောင်ခဲ့တာပါပြုံမြုံလေးရုပ်ရှင်မှာတကယ်ရုပ်ရှင်မှုပညာသမားတွေဆိုလို့ဒါရိုက်တာကူပေါင်းနဲ့ပြုံဆောင်မင်းမောင်ကိုလည်းပါဝင်ပြီးခြံတဲ့သူတွေကတော့မြေပြင်လွှာပေါင်းဆောင်ကတော်လိုင်းရဲဘော်ရဲဘက်တွေဖြစ်ပါတယ် ပြုံပြုံလေးရုပ်ရှင်ကို GNI ပြည်နယ်မှာအခြေပြုရိုက်ကူးထားတာဖြစ်ပြီးတော်လိုင်းကာလမြေပြင်အခြေအနေမှတ်တမ်းဖော်ပြချက်တွေကိုလည်းရုပ်ရှင်မှာတွေ့ရပါတယ်။တော်လိုင်းအချိန်ကြာလာတဲ့များကျွန်တော်တို့ကိုစီကိုစီအခက်အခဲလေးတွေကတော့ကြုံရမှာပါ။ တို့ပေမဲ့ကျွန်တော်တို့ကဒါကိုဒီပြုံးပြုံးလေးပြပြုံးပြုံးလေးရုပ်ရှင်အတိုင်းပေါ့နော်အခက်ခဲတွေတော်တော်များများကိုကြော်ဖြတ်နေရတဲ့ကာလဆိုပေမဲ့လည်းကျွန်တော်တို့ဒီလိုနှောင့်နှေးချေကြလာရတဲ့အကြောင်းရင်းကဘလို့အကြောင်းရင်းမျိုးပဲရှိရှိကျွန်တော်တို့လည်းမြေပြင်ကိုတက်နိုင်သလောက်ကျွန်တော်တို့ရံပုံငွေရှာဖွေတွေနဲ့အစီအစဉ်တိုင်းလေးပဲကျွန်တော်တို့ပံ့ပိုးပေးသွားမယ်မြေပြင်မှာရှိတဲ့ကျွန်တော်တို့ရဲ့တော်လန် လူငယ်ညီကိုမောင်နှမမိဘပြည်သူတွေအားလုံးကလည်းဘလို့အခက်အခဲပဲရှိရှိစိတ်တက်မကြပဲနဲ့ကျွန်တော်တို့ပြင်းပြလေးနဲ့ဆက်ကြော်ဖြတ်ဖို့ဒီကနေကျွန်တော်အခုလိုလေးပဲအားပေးစကားပြောလိုက်ပါရခင်ဗျာ။ ပြုံပြုံလေးရုပ်ရှင်ကိုအမေရိကန်ပြည်တော်စုမြို့ကြီးတွေမှာဇက်တိုက်ပြသနေတာဖြစ်ပြီးတော်လိုင်းအကြောင်းဖြစ်လာတဲ့ PR တွေနဲ့ခက်ခဲတွေကိုစိတ်ဓာတ်ခံရမှမှနဲ့ကြော်လွားနိုင်မှုခွန်အားပေးတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။နိုင်ငံတကာရောက်မြန်မာတွေကတော့တော်လိုင်းနုပညာရှင်တွေနဲ့အတူမြေပြင်ကခက်ခဲဖြစ်နေတဲ့ပြည်သူတွေလိုအပ်တဲ့အကူအညီတွေပေးနိုင်မှုတက်ဆန်းနေရေးကြိုးစားနေတယ်လို့ဆိုကြပါတယ်။ကျွန်တော်တုတ္တချမ်းသာပါ။ ရွှေဈေးကစံချိန်တင်မြင့်မားနေတဲ့အတွက်အိန္ဒိယရဲ့ရွှေဝယ်ပွဲတော်မှာအော်တိုဘလ18ရက်ကလက်ဝတ်ယတနာဝယ်လို့အားကျဆင်းသွားပါတယ်။ရွှေဈေးတွေမြင့်တက်နေလို့အိန္ဒိယဝယ်လက်တွေကိုလက်ဝတ်ယတနာအဟောင်းတွေအစ်စ်နဲ့လဲဖို့ဒါမှမဟုတ်ငွေအသွင်ပြောင်းဖို့တွန်းအားပေးခဲ့တယ်လို့ကုန်သည်တွေကပြောပါတယ်။ ကမ္ဘာဒုတိယအကြီးဆုံးရွှေတက်တု30သူအိန္ဒိယနိုင်ငံမှာဒတ်ဒီရက်စ်လို့ခေါ်တဲ့ရွှေဝယ်တဲ့ပွဲတော်ဟာ9ရက်ကြာဒီဝါလီမိထုံးပွဲတော်ရဲ့အစပြုခြင်းဖြစ်ပါတယ်။ချမ်းသာကြွားမှုကိုစောက်ရှောက်တဲ့နတ်သမီးကို ရှိခိုးပြီးကံကောင်းစေဖို့ပစ္စည်းတွေဝယ်ကြတဲ့အစဉ်လာလဲရှိနေလို့ရွှေဝယ်ယူမှုအများဆုံးနေ့တွေကတစ်ခုလဲဖြစ်ပါတယ်။ ဒါပေမဲ့ဒန်တီရက်စ်ကာလာအတွင်းရွှေရောင်းချမှုဟာမနှစ်ကနဲ့နှိုင်းရှင်ရင်ဒုရယ်နှုံထားအရ30ကနေ15ရာခိုင်နှုန်းအထိရောကျသွားပေမဲ့ဈေးနှုန်းတွေမြင့်နေလို့စစ်စုပေါင်းတန်ဖိုးတိတိတတမြင့်တက်လာတယ်လို့အိန္ဒိယနိုင်ငံလိုဆိုင်ယာကြောက်မြတ်ယတနာနဲ့လက်ဝတ်လက်စားဆိုင်ယာပြည်တွင်းကောင်စီကပြောပါတယ်။ရွှေဈေးဟာအောက်တိုဘာ18ရက်မှာ100ဂရမ်ကို3,200,000ရှစ်ရူပီနဲ့စံချိန်တည်းအမြင့်ဆုံးကိုရောက်ရှိခဲ့ပြီး မနစ်ကဒန်တီရက်စ်ပွဲတော်ကာလကထက်60ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပါတယ်ရှင်။ နော်တင်ဟမ်ဖောရက်စ်နီးပြရာထားဆေးမှာမန်စတီနီးပြဟောင်းရောဘတ်တိုမန်ချီနီလည်းပါဝင်လာပါတယ်။ချက်စီအသင်းကိုအသုံးကိုပြတ်နဲ့ရှုံးနိမ့်ပြီးမကြခင်မှာပဲနီးပြပိုစတီကိုဂလူကိုယာရုကနေထုတ်ပယ်ခဲ့ပြီးနောက်နီးပြအသစ်ကိုရက်ပိုက်တွင်းမှာပဲခတ်အပ်ဖို့နော်တင်ဟမ်ကစီစဉ်နေတာပါ။ အီတလီနီးပြားမန်ချီနီဟာမန်စီးတီးကိုပရီးမီးယားလိဂ်ဆူပလာယာရှိအောင်ဆွမ်းဆောင်ခဲ့သူဖြစ်ပြီး2024ခုနှစ်အော်တိုဝါလာကဆော်ရီလက်ရွေးစစ်အသင်းကို နောက်ဆုံးတာဝန်ယူခဲ့သူပါအသင်းလက်မဲ့ဖြစ်နေတာတနှစ်လောက်ကြာနေတဲ့မန်ချီနီကိုခေါ်ယူဖို့နော်တင်ဟမ်အသင်းဘက်ကချိတ်ဆက်နေပြီးရပ်ပိုင်အတွင်းမှာအပြေပေါ်လာဖို့ရှိပါတယ်။ဒါ့အပြင်ဘယ်လင်နီးပြဟောင်းရှောင်းတိုက်ဟာလည်းနီးပြသေးရထားစင်းမှပါဝင်နေပြီး ကာတာကလအယ်ဂါရာဖာကိုတာဝန်ယူနေတဲ့ပေါ်တူဂီနီးပြပက်ဒရိုမာတင်စ်ဟာလည်းယာထာစင်းမှာပါဝင်နေပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့မနေ့ရှင်းနိုင်တဲ့တွေကိုရှုစားခဲ့ရတာပါ။မနေ့စင်နိုင်မှာလည်းထပ်ပြရရှိတဲ့တွေတွေကို ဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါ။ကျွန်မကတော့ချေချူဆက်မကျေးဇူးတင်ပါတယ်ရှင်။ ်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်ပြဆက်ပေးနေကြဖြစ်တဲ့ဗီဒူအစာပစက်အငှားဝိစာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ကြည်လည်ထုတ်လွှင့်မှုအချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဟုတ်ကဲ့ပါကောင်ကျော်ရေကျမတို့ရဲ့ဒီပတ်စဉ်တင်ဆက်ပေးနေတဲ့တော်တူ DVB အစီအစဉ်ဒီဒီဘက်တော့ထုတ်လွှင့်မဲ့အချိန်ပြန်ရောက်လာပါပြီရှင့် ဟုတ်ကဲ့ပါမသိဒီတစ်ပတ်မှာကျွန်တော်တို့ဒီဘေးဒါတွေအများပြားလက်ခံရရှိထားတာကတော့ဒီမြန်မာပြည်အလဲပိုင်းဒေသတွေဖြစ်တဲ့သခိုင်းမကွေးမန္တလေးကဘေးဒါတွေအများပြားလက်ခံရရှိထားတာရှိပါတယ်။ဒါကြောင့်မလို့မြန်မာပြည်အလဲပိုင်းကဘေးဒါတွေနဲ့အရင်ဆုံးစတင်ခြင်းပါတယ်ခင်ဗျာ။ဒီနှုံးဖက်ပြပေးမဲ့ဘေးဒါကတော့ကျွန်တော်တို့ဒီမြိုင်နဲ့ပလဲညွနယ်ကပြပူလာတဲ့ဘေးဒါပဲဖြစ်ပါတယ်ခင်ဗျာ။ခြေသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင် မင်္ဂလာပါတော့တူ DPP ကျွန်တော်ကတော့တော့တူ DPP ကိုအစဉ်တစိုက်အားပေးလာတာကြာပါပြီ အခုလက်ရှိကျွန်တော်ပြောချင်တာကတော့မြိုင်းနဲ့ပလဲမြို့နယ်ကိုစစ်ကော်မရှင်ကအင်အားသုံးစစ်ကြောင်းထိုးနေတာပြည်သူအားလုံးအသိပါပြည်သူရဲဘော်များလည်းရှေ့တန်းမှာရွရွချွတ်ချွန်တိုက်ပွဲဝင်နေကြပါတယ်တိုက်ပွဲစုံနီးရာပြည်သူတောင်းချီလဲထွက်ပြေးတင်းရှောင် နေကြရတာဂျပန်တရားကြော်လာပါပြီအဲ့ဒီလိုအခြေအနေမှာပလဲမြို့နယ်တောင်ဖြားကမွိတုံကြီးရွာနဲ့မြိုင်မြို့နယ်မြောက်ဖြား ကြောက်တောင်ကြီးရွာတို့ကြားထဲမှာကြက်ဝိုင်းဂျင်ဝိုင်းတွေအလွန်ပြုလုပ်နေပါတယ်။နေမြေပါအဖပါလာဖပကဖများကလည်းမတိကျူးကျွန်ပြုနေကြပါတယ်။စစ်ဆောင်ပြည်သူများမှာစစ်ကြောင်တစ်မျိုးမိသားစုကလောင်ကစားလုပ်တဲ့မိသားစုဝင်ကြောင်အမျိုးမျိုး သိတော့ကရောက်နေကြရပါတယ်။ဒါကြောင့်မလို့နေမြေပါသုံးလုံးများကလောင်ကစားဝိုင်းများခင်းပြနေတာကို NUG ထိပ်ပိုင်းကတောင်းယူဖြည့်ရှင်းပေးဖို့ အနုညွတ်မေတ္တာရက်ခံအပ်ပါတယ်လူကြုံကြီးအယနာမည်ကိုမဖော်ပြပါနဲ့ဆိုပြီးတော့ကျွန်တော်ဒီမြိုင်မြို့နေနဲ့ပလဲမြို့နေတွေမှာဒါဒေသခံတွေထောင်တဲ့ချီတောင်းတဲ့ချီထွက်ပြေးနေကြရတယ်အဲ့ချိန်မှာပဲဒီခြေရွာထဲမှာလောင်ကစားဝိုင်းတွေပြုလုပ်နေတဲ့အကြောင်းဒေတာပြပို့လာတဲ့စာကိုဒေါက်တူဒီဗီစီစင်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွာကျော်ရေကွာကျော်ကမြိုင်နဲ့ပလဲရပြည်သူတယောက်ပေးပို့လာတဲ့စာကိုဖတ်ပြပြီးပြီဆိုတော့ဒီတစ်ခါကျမကတော့ရေစချိုမြို့နေကပေးပို့လာတဲ့ပေးစာကိုဖတ်ပြပေးပါမယ်ရှင် မင်္ဂလာပါ TV ဗီစာရေးသားပြပုလာသူလေးမင်္ဂလာပါရှင်ကျွန်တော်ကမကွေးတိုင်းရေစချိုမြို့နယ်မြေဖြူမုံကြီးအုပ်စုဖူလုံရွာကပါစစ်တပ်ကလူတွေနဲ့ပြူစောတိအတိုင်းဝိုင်းကလူတွေကပြောလိုက်ရင်တော့သူတို့ကပဲသူတို့ကောင်းချီတွေကြနေရပဲကျွန်တော်ကိုယ်တိုင်မြမပြီတောင်စုံတနင်းသာကြီးကနေမြမပြီမြောက်ဖျားဖြစ်တဲ့ရှမ်းပြည်ထိရောက်တဲ့နေရာတွေကိုကြည့်လိုက်ရင်မတရားငွေတောင်းခံနေကြတာကတော့ပြူစောတိအဖွဲ့နဲ့စစ်တပ်ကသူတွေကခရီးသွားတွေစီကနေမတရားငွေတောင်းနေတာများတယ် ဒါတွေကိုအထက်အရာရှိတွေကထိမ့်သိမ့်တင်တာကိုမထိမ့်သိမ့်တော့ပြည်သူကတော်လန်တာနီးလန့်မှန်တယ်လို့ပြောချင်ပါတယ်။နောက်ပြီးမန္တလေးမှမဟုတ်ဘူးဘယ်နေရာမဆို PDF တွေဝင်နိုင်ထွက်နိုင်ဖြစ်နေတာကစစ်သားနဲ့ရဲပြူစောထီးတွေဝေရရင်တိုင်းပြည်ကိုတောင်ရောင်းစားမဲ့သူတွေဆိုတာဆက်အနာရှင်ကောင်းဆောင်သိသိပါပြီ။အခုထိ PDF မဆိုနဲ့ဘာတစ်ခုမှအကောင့်ထဲမဖော်ဘဲကိုဘာသာတိတ်ခါချနေရတဲ့မတူဘူးလားဗျာ။ ပြည်သူတွေကိုအနိုင်ထက်ချင်းပြုပြီးဖြူစောထီနဲ့ရဲစစ်သားတွေချမ်းသာပြီးနိုင်ငံကြီးဆုပ်ယုပ်နေတာသိတင်ပါပြီကျေးဇူးတင်ပါတယ် DBB ဆိုပြီးတော့ရေးသားပေးပို့လာပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အခုအပတ်စဉ်ပုံမှန်ထုတ်လင်းတင်ဆက်ပေးနေတဲ့ပြည်သူအစားပတ်သက်အငှားပေးတာများဖတ်ကြားခြင်းတော်တူ DPP စီစဉ်ကိုစာရီရေးသားပြပို့လို့မယ်ဆိုရင်ကိုဒေတာကိုပဝန်ချင်းမှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုတပုံနေဗီဒီယိုဖိုင်နေတဲ့ကွာရေးသားပြပို့လို့ရပါတယ်ခင်ဗျာ ရေးသားပေးပို့ရမယ်ဆိုရင်တော့ email ကနေတစ်ဆင့်ရေးသားပေးပို့ရမယ်ဆိုရင် .2dbb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Facebook ကနေရေးသားပေးပို့ရမယ်ဆိုရင်တော့ facebook.com မြန်ဆောင် .2dbb ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့ရမယ်ဆိုရင်တော့အပေါင်း66 8211 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါမတ္တရီကဒီမခွေတိုင်းဒေတာကြီးတွေကစာကိုဖတ်ပြပေးခဲ့ပြီးပြီဆိုတော့ကျွန်တော်နောက်ထပ်ဆက်ပြီးတော့ဖတ်ပြပေးမှာကလည်းဒီမခွေတိုင်းဒေတာကြီးပခုတ်ကူခရိုင်တွေကရေးသားပြပို့လာတဲ့စာကိုဖတ်ပြပေးခြင်းပါလေခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မခွေတိုင်းဒေတာကြီးပခုတ်ကူခရိုင်တွေကရိုင်မြို့နယ်တွေကခြေရွာတစ်ခုမှာပခုတ်ကူခရိုင်အမှတ်15တက်ရင်တက်ခွဲ3ကယူနီအိမ်တွေနဲ့စာတင်ကျောင်းတွေအနီးနားမှာဂိတ်တွေဖွင့်ထားပါဗျာ အဲ့ဒီလိုဖွင့်ထားတာကြောင့်ဂိတ်တွေအနီးနားမှာရှိတဲ့ပြည်သူလူထုတွေအနေနဲ့တကယ်လို့စစ်ကော်မရှင်ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရင်မိမိတို့နေအိမ်တွေမိရှုဖြက်စီးခံရမှာကိုကြောက်သလိုလေကြောင်းအလီရဲ့စိုးရင်ထိမ့်လန့်နေရတဲ့စိတ်နဲ့ကြောက်ရွံ့ထိမ့်လန့်ရခြင်းတွေနဲ့နေနေရပါတယ်တကယ်တော့ကျမတို့ရွာစုကကစီးရေးပြတ်နဲ့ဝေးတဲ့ PDF စုမှုနေမြေတွေမှာဂိတ်တွေဖွင့်ထားပြီးတော့စစ်ဆေးရမလို့တဲ့မိန်းလမ်းမှမကြတဲ့နေရာတွေပါ ရွာဝင်အထွက်တွေကတော့တောသားတောပြန်လောက်ပဲများတဲ့ရွာတွေပါ။နောက်ပြီးတော့အဲဒီဂိတ်တွေကညချိန်10နာရီ17နာရီလောက်တွေမှာတနက်ဖောက်လေးရှိတဲ့အတွက်ပြည်သူတွေထိတ်လန့်နေပြီးရှိပါတယ်။အခုလို့ပြည်သူအကျိုးမပြုတဲ့ဂိတ်များရှိနေတာကြောင့်ပြည်သူတွေအနေနဲ့ညချိန်ကျန်းမာရေးကိစ္စနဲ့အနီးနားမှာရှိတဲ့ခြေရွာကိုစိတ်ယုံခြေကန်သွားလာလူခဲ့ရေးလဲဂိတ်ကိုဝင်နှိုးပြီးမှသွားလာရတာကြောင့်ပြည်သူတွေအနေနဲ့အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အခုလိုပြည်သူအကျိုးမပြုတဲ့ဂိတ်တွေဖွင့်ထားတာကတိုက်နယ်ဇုံမြို့နယ်စတဲ့စီမံချက်တွေနဲ့မဟုတ်ဘူးလို့လည်းသိရပါတယ်။ကျမတို့အခုလိုခံစားနေရတဲ့ဒုက္ခတွေကကင်းလို့ကိုဂိတ်တွေဖြတ်သိမ်းပြီးရင်ကြီးရွာပအဖပကဖထံတိုင်ကြားထားပေမဲ့ဖြည့်ရှင်းပေးခြင်းမရှိတာကြောင့်တော်တူ DVB ကနေတဲ့အန်ယူဂျီအုပ်ချုပ်ရေးရန်ရမှာရှိတဲ့တောင်ဝရှိလူကြီးမင်းများတရှိဖြည့်ရှင်းပေးစေရန်ရည်ရွယ်ပြီးတော့ဂျေတာပေးပို့လိုက်ရခြင်းဖြစ်ပါတယ်။ ကြာအနေငယ်ရှိသွားပြီမြန်ကျမတို့ရဲ့ခံစားနေရတဲ့အကြောက်တရားဝိတ္တုခတွေကိုစာနာနားလည်ပြီးဖတ်ကြားပေးလိမ့်မယ်လို့ညော်လင့်မိပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမကွေးတိုင်းဒါပခုတ်ကူခရိုင်မြိုင်မြို့နယ်တွေကဒါသူကတော့ကြေးရွာအတိကြတော့ကြီးတာထားတယ်ဒါပေမဲ့လုံကျုံကြီးကတော့ကျွန်တော်ကြီးရွာတော့မပြောတော့ဘူးဒါပေမဲ့ဒီအဲ့မှာတော့ဒီပခုတ်ကူခရိုင်အမှတ်15တည်ရင်တက်ခွဲ3ကဂိတ်တွေကကြီးရွာထဲမှာအခုလို့ဖွင့်လှစ်ထားတယ်ပြသက်ပြီးတော့ ဒါဒေတာကန်ဒီအဆင်မပြေဘူးဆိုတဲ့အကြောင်းရေးသားပြပူလာတဲ့စာကိုဒေါက်တူ DVV အစီအစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ချုပ်ရေဒီတစ်ပတ်ကျမတို့အစီအစဉ်မှာလက်ခံရရှိရဲ့စာရည်တွေမှာမကွေးတိုင်းနေရာစာရည်တော်တော်များပါတယ်ရှင်ဒီခါဖတ်ပြပေးမယ့်ပေးစာကလည်းမကွေးတိုင်းစိတ်ဖြူမြို့နေရာပြပူလာတဲ့ပေးစာပါရှင်ဒေါက်တူ DVV မင်္ဂလာပါတဲ့ဒီစာကို NUG အစိုးရသိရှိစေရန်ပြပူလိုက်ပါတယ်မကွေးတိုင်းဒေသကြီးစိတ်ဖြူမြို့နယ်ရှလကျေးရွာရကျေးတာဝန်ခံကြီးကဒေသန္တရဥပဒေဆိုပြီး တောင်ရလောက်ကင်သူတွေကိုယာကင်းခြံစီကိုမခတ်ခိုင်းပဲမွေးမြူရေးကျွဲနွားတွေကယာကင်းနဲ့ဝင်ရင်ကျိုးကွင်းထောင်ခွေးနဲ့လိုက်တနက်နဲ့ပြစ်ဥပဒေထုတ်ပြန်ပြီးလှုပ်ခိုင်းနေပါတယ်။ဒါကိုမခံနိုင်လို့စီစစ်ပေးပါလို့ပြောတော့ဘဲတိုင်တိုင်အထက်ကိုတင်ပြပြီးလှုပ်တာလို့ပြောပါတယ်။ကျွန်တော်တို့ဒေတာပြည်သူတွေအတွက်ရန်တိုက်ဥပဒေလိုဖြစ်နေလို့ NUG တိုင်းတာဝန်ခံများနဲ့မြို့နယ်တာဝန်ခံများနေမြေကွေးစင်းစီစစ်ပေးပါရန်ဒီပီမတ်တဆင့်အတိပေးအပ်ပါတယ်။ လုံခြုံရေးရအကောက်ကိုမဖော်ပြရင်တောင်းခံအပ်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်ဟုတ်ကဲ့ပါရှင်ဒီကျမတို့ရဲ့ Talk to DBB စီစဉ်မှာဆိုရင်တော့အစာရေးသားပေးပို့လာသူတွေရဲ့နံပါတ်ရေးအကောက်နံပါတ်ကိုဖော်ပြပေးလို့မရှိပါဘူးရှင်ဟုတ်ကဲ့ပါမသိကျွန်တော်ခုဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမန္တလေးတိုင်းဒေသကြီးဒီကျော်ပွဲမြို့နယ်ကရေးသားပေးပို့လာတဲ့စာပဲဖြစ်ပါတယ်ဒါအခုစာရဲ့အကြောင်းအရာဆိုရင်တော့ကျွန်တော်တို့ဒီ Talk to DBB စီစဉ်မှာဒါအများဆုံးလက်ခံရရှိထားတဲ့ ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒီတော့ကရောက်နေရတဲ့ပြည်သူတွေရဲ့ပြည်သားပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မန္တလေးတိုင်းကျော်ဝယ်မြို့နယ်တွေကအကြီးရွှေရွာမှာစစ်မှုထမ်းကြီးအဖြစ်တဦးကို၄000ခွဲနှုံနဲ့ကောက်ခံနေပါတယ်အရင်က3လတစ်ချိန်သာပြီးနေရပြီးတော့အခုခါမှာ1လတစ်ချိန်ကောက်ခံသွားမယ်ဆိုပြီးတော့ချင်းချောက်ပြီးချင်းရွာလူကြီးကငွေတောင်းခံနေပါတယ်ပြီးတော့အစီဝေးပွဲမကြခဏခေါ်ပြီးမလာတဲ့သူတွေကိုစစ်တပ်ခေါ်ရဲခေါ်ပြီး ထမ်းမယ်လို့ချင်းချောင်းနေပါတယ်။ရွာမှာလည်းတာကြီးနာကြီးတစ်ခင်ရင်လည်းရွာဘုံပစ္စည်းကိုမငားဘူးလို့လည်းပြောပါတယ်။စစ်မှုထမ်းကြီးပေးနေရတာကတစ်နှစ်နီးပါးရှိလာပါပြီ။အခုတော့စစ်မှုထမ်းကြီးပေးဆောင်ရမယ်ရက်ရက်ကိုတတ်မှတ်ပြီးတော့ကိုတောင်းလာပါပြီ။ဒါကိုတက်ဆိုင်ရာကသိအောင်တော့ DVB ကနေတစ်သိကြောကြပြပါအကောင့်နံပါတ်တော့မဖော်ပြပါနဲ့ဆိုပြီးတော့ရေးသားပြပို့လာတာပေါ့နော်။ဟုတ်ကဲ့ပါအခုဆိုရင်ဒီမန်လေးတိုင်းပြောပွဲမြို့နယ်တွေကဒီတပီယူကြီးရွာမှာ ဒီစစ်မှုထမ်းကြီးနဲ့ပတ်သက်ပြီးတော့ဒီလဆင်သတ်မှတ်ပြီးတော့ကောက်ခံတော့မဲ့အကြောင်းဒါကြီးရကြီးအုပ်ချုပ်ရေးမှုကဒါတောင်းခံနေတဲ့အကြောင်းပေါ့လေရေးသားပြဖို့လာတဲ့စာကိုတော်တူ GDP စစ်စစ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်းကျော်ရေကျွန်မအခုတခါဖတ်ပြပေးမယ်ပေးစာကတော့မန္တလေးတိုင်းနေရာပေးပို့လာတဲ့ပေးစာပါပဲရှင်။ဒီစာကတော့အဆင့်ကိုင်းမြို့နေရာပေးပို့လာတာပါ။မင်္ဂလာပါ TVB ရေအဆင့်အားပေးလျက်ပါ။မန္တလေးတိုင်းဒေသကြီးဆင့်ကိုင်းမြို့နယ်စုံရဲအေးဆိုင်ကွင်းပိုင်နီး စိုက်မွေးဆယ်ဝန်ကြီးဌာနအောက်မှာရှိတဲ့စိုက်ပျိုးရေးဦးစီးဌာနနိုင်ငံတော်ပိုင်မြေတွေကိုစုံရဲကြေးရွာအုပ်ချုပ်ရေးမှုနဲ့စုံရဲအေးစိုက်ကွင်းတာဝန်ခံတို့ပေါင်းပြီးတော့တအေက3000နဲ့